ကိုရှိတာကဘာချီပြီးတော့တက်နေရနောက်ဆုံးမှာသူပြည်နဲ့အနည်းဆုံးလို့ပြောရမယ်ပထမဇံပြမဘုံကမဟာပြမလို့ဆိုတာတာဝတိပြမကြီးတို့ကအဲ့ဒီမှာပထမဇံပြမဘုံကလာတာအဲ့ဒီပြမကြီးတွေတောင်းပါပဲဒီမဟာကတ်အတိုင်းတာကြီးတစ်ခုသက်တမ်းရှည်ကြတာဆိုအလွန်အသက်ရှည်တဲ့နေရာတွေဖြစ်တယ်ပေါ့အဲ့ဒါလို့ပြမတွေဟာ တက်တန်းအလွန်ရှည်သည့်အတွက်ကြောင့်သူတို့မှာဘယ်လိုခေါင်းထဲမှာ စွဲနေတယ်လဲဆိုလို့ရှိရင်မြမပြုံပုံဟာ နေဆာထာဝရပုံပဲဘယ်တော့မှမအိုရအောင်ဘယ်တော့မှမနာရအောင်ဘယ်တော့မှမသိရအောင်မမြဲဘူးဆိုတာသူတို့နားမလဲနော်မမြဲဘူးဆိုတာမရှိဘူးဘာလို့လို့ဆိုတော့သူတို့ကအကြာကြီးနေရတာဆိုတော့မေ့တယ်အကြာကြီးနေရတယ်ဆိုတော့သူ့ကိုယ်သူ ေမယ်လို့လည်းမသိတော့ဒါကြောင့်မလို့ဘုရားဖွင့်တာတော့မလူတွေဟာတိတ်အတ္တန်ရှိနေတဲ့တက်ကတ်ကာလမှာဆိုရင်ဘုရားဘယ်တော့မှမဖွင့်လူတွေရဲ့အသက်ဟာတစ်ခါတရံကျတော့ရှည်သွားလိုက်တာရည်တွက်လို့မရတော့အောင်တက်တန်းကရှည်ချနေတဲ့အချိန်မှာဘုရားဖွင့်လို့မရဘူးဘုရားကဟောရမှာကအနိစ္စတို့ဒုက္ခတို့အနတ္တတို့ဟောရမှာလောကကြီးရဲ့မကောင်းတဲ့အခြေအနေတွေ အမှန်တရားကိုသိဖို့ခေါ်ရမှာဖြစ်တော့ကြောင့်သဗ္ဗေသင်္ခါရအိဋ္ဌာဆိုတဲ့စကားဟောဖို့ရတော့ခက်တော့ဘယ်သူမှလက်ခံမှာမဟုတ်ဘူးအားလုံးဟာနှစ်ပေါင်းများစွာတည်ရှိနေတာဖြစ်တော့ကြောင့်အားလုံးကိုအိဋ္ဌာသာဝရလိုပဲဒီလိုယူဆနေတော့ဖျားဟောလို့ရှိရင်ဝိုင်းပြီးတော့ရည်ကြမှာပဲဘယ်သူမှလက်ခံမှာမဟုတ်ဘူးဒါကြောင့်မို့လူတွေရဲ့တက်တန်းအလွန်ရှိကြနေတဲ့အချိန်မှာဆိုရင်ဖျားမပွင့်ဘူးတဲ့ ဟောလို့မရတဲ့အချိန်အဲ့ဒါလို့အတင်းခြေတန်းရဲ့အထက်လူတွေဟာတက်ကလည်းဖြစ်အတင်းခြေတန်းရဲ့အထက်ရောက်နေတဲ့အချိန်ပိုင်းမှာဆိုရင်ဖျားပွင့်မှုအဲ့ဒါကြောင့်မို့ဖျားပွင့်တာဟာလူတွေရဲ့တက်တန်းဟာဆုတ်ယုတ်လာပြီးတဲ့နောက်မှာတသိန်းတန်းရောက်တသိန်းတန်းကနေအောက်နော်တရားတန်းတသိန်းနဲ့တရားတန်းအတွင်းမှာသာလေမြတ်စွာဘုရားတွေကပွင့်ရိုးရှိတယ်ပေါ့ အဲ့ဒီလောက်မှလူတွေကိုဟောလို့ပြောလို့ရမယ်။နှုတ်ဆိုရင်ဟောလို့ပြောလို့မရဘူးတဲ့။တရားတန်းအောင်ညှော်နေသွားတဲ့လူတွေကြတော့လေလောဘတွေကကြီးဒေါသတွေကကြီးမောဟတွေကကြီးဆိုပြောလေနားလည်းမမဟုတ်ဘူး။ဘူးလုံးနားမထွင်ဖြစ်လာပြီးတော့ဖះဟောတဲ့တရားကိုနားလည်းနိုင်စွာမရှိသည့်အတွက်ကြောင့်တရားတန်းအောင်ညှော့ကြသွားလို့ရှိရင်လေဖះမပွင့်တော့ဘူး။ပွင့်လည်းပဲအကျိုးဖြစ်ထုံးမှာမဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ဖျားပွက်နေဆိုတာဆုတ်ကပ်ကာလမှာတသိန်းတန်းကနေအောက်တရားတန်းဒီအတွင်း